ဟာ sorry sorry ကျွန်တော်နည်းနည်းလေးမာသွားတယ်ဆောနာပြောတယ်မြေခွက်က3000အောက်ဆိုပေမဲ့2500ပပော့လေးပါနော်အဲ့ဒါလေးတခုတင်ကောင်းလာပေးတာနောက်မကြစေနဲ့မင်္ဂလာပါအာမြောက်တကုံထဲမှာ2500နဲ့3000ဝန်းကျင်ဂျားထဲမှာမြေခွက်လေးရောအိမ်အပါလေးရောရှာနေနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့90ရက်ကွယ်ပန်းသစဉ်လမ်းထဲမှာရှိတယ်အာမန်လေးလေးအပင်းတော်လမ်းမကြီးနဲ့ဆိုလို့ရှိရင်တော့3ချော့ကက်ပေါ့22ပေ P90 နီးပါးရှိတဲ့ခြံလေးကိုခရံမြေမျိုးစာနှစ်ထပ်ပြန်တစ်လုံးပါတယ် တိန်3000အောင်နဲ့ရမှာဆိုစိတ်ဝင်စားကြလားဟုတ်ကဲ့နောက်တစ်ခုမှာ3000အောင်ဝင်ချင်တဲ့ရှာနေဆိုလို့ရှင်တော့အခုလက်ရှိကျွန်တော်ပြောပြပေးထားတယ်90ရက်ကဘင်းတော်လမ်းမကြီး3ကြော့ကအနည်းအခုလမ်းကိုအချိန်ကြီးမြဲဆိုလို့ရှင်တော့ကုန်ရင်းလမ်းခင်းထားပြီလားပုံဝင်ချင်မှာဆိုလို့ရှင်60 60 60 60အိမ်ကြီးအိမ်ကောင်းတွေလည်းရှိရခင်ဗျာတော်ရည်လာရအတွက်ဆိုလို့ရှင်တော့ကျွန်တော်တို့ကဒီကနေ90ကို90ဈေးနဲ့ပေါ့နော်မြောက်ကလာဘက်ကိုသွားလို့ရမယ်ကျွန်တော်မြောက်တကုံဘက်ကိုသွားလို့ရမယ်ရှိတကုံဘက်ကိုသွားလို့ရမယ်လမ်းမကြီးတွေမှာအော်တီရှိနေတာပေါ့နော်အဲ့တော့လူချင်းမျိုးနေနဲ့ ိုပြန်နေဖို့အတွက်ပြည်ဝေရောင်းထားဖို့အတွက်ပြည်ဖြစ်ဆိုရင်တော့ဒီနေရာလေးကစဉ်းစားရမယ့်အချက်လေးတွေမှာတစ်ခုပါလေခင်ဗျအဲ့တော့ဒါလက်ရှိဒီ location တွေတစ်ချက်တော့ပြပေးလိုက်ပါအခုကျွန်တော်တို့အဝယ်ဧည့်သည်ပြပေးနေတယ်စိတ်ဝင်စားတယ်ဆိုတော့လမ်းကလည်း glory line ခင်းထားပြီးသားရှေ့မှာလည်းမြေပိုချန်တယ်20 60ဥမှာသူကပုံမှန်ထက်ကိုကျွန်တော်နည်းနည်းလေးပိုကျဲတယ်ခင်ဗျအိမ်ဆောက်မယ်ဆိုလို့ရှိရင်လည်းဒီမှာပဝန်းချင်းမှာစောက်ထားတဲ့အိမ်လေးတွေအဲ့လို20 60 2R series 2.5R series ဆိုတော့ပဝန်းချင်းတော့တန့်တယ်အဲ့တော့လူချင်းမင်းနေနဲ့ လက်ထဲမှာစုမိဆောင်မိထားတယ်ရှိလို့ဒီလိုနေရာမျိုးလို့စိတ်ဝင်စားတယ်ဒီလိုနေရာမျိုးမှာလိုချင်တယ်နေချင်တယ်ဆိုရင်တော့ဒီနေရာလေးကိုလာရောက်ကြည့်ရှုဖို့အတွက်ကိုကျွန်တော်တို့ကုမ္ပဏီနဲ့ဖိတ်ခေါ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ရအဲဒါအခုကျွန်တော်ပြန်ထွက်တဲ့လမ်းပေါ့ဒီကနေဆိုလို့တဆင့်ချိုးပဲဗျခဏလေးတော့စောင့်ကြည့်သွားလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်လမ်းကျဲအာဆိုရင်ဈေးသွားဈေးဝယ်ဆိုရင်လည်းနေတော်တော်နီးတယ်ဒါဆိုကျွန်တော်တက်တဲ့ကိုထပ်သွားမှာကဘင်းတောင်လမ်းမကြီးဆိုတော့ location ကဘာမှပြောစရာမလိုတော့ဘူးအရန်မိုက်နေပြီ ဒါကို၃တော့အောင်းနေရမယ်ဆိုရင်တော့စဉ်းစားတဲ့နေရာထဲမှာပါနေပြီ